ယူကရိန်းငြိမ်းချမ်းရေးရရှိရေးအမေရိကန်ရဲ့ကြိုးပမ်းမှုကိုဗြိတိန်ကဖျက်လို့ဖျက်ဆီးလုပ်နေတယ်လို့ရုရှားနိုင်ငံသားထောက်လန်းရေးဌာနကမတ်လ10ရက်မှာဆွတ်ဆွဲလိုက်ပြီးဗြိတိန်ဟာကမ္ဘာမှာအကြီးမားဆုံးစစ်မီးမှုတဲ့နိုင်ငံဖြစ်တယ်လို့ပြောပါတယ် ဝါရှင်တန်ကနိုင်ငံတကာကိစ္စတွေမှာဗြိတိန်ကိုပေးထုတ်ထားတာကြောင့်ဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးကြိုးပမ်းမှုတွေကိုအာရုံအောင်လှုံ့ဆော်နေရလို့ SVR ထောက်လှမ်းရေးအေဂျင်စီကပြောကြားခဲ့ပါတယ်။ဗြိတိန်ကကမ္ဘာစစ်ပွဲနှစ်ခုစလုံးကိုစတင်တိုက်ခိုက်ခဲ့တဲ့နိုင်ငံဖြစ်ပြီးယူကရိန်းငြိမ်းချမ်းရေးကိုအနောက်ရှက်ပေးနေတဲ့လို့ရအောင်မြင်မှာမဟုတ်ဘူးလို့ရုရှားကပြောပါတယ်။ ရုရှားထောက်လန်ရေးဌာနတွေကကရင်မလင်နန်းတော်ရဲ့ဝါဒဖြန့်အစီအစဉ်အတိုင်းဗြိတိန်ကိုလူဆိုးဆက်သွင်းလိုက်ရှိပါတယ်။ယူကရိန်းရဲ့အထက်ကမဟာမိတ်နိုင်ငံဖြစ်တဲ့ဗြိတိန်ကရုရှားနဲ့ယူကရိန်းကြားသဘောတူညီမှုရရှိခဲ့ရင်အပြစ်ခတ်ရက်ဆဲမှုကိုထိန်းသိမ်းရင်ငြိမ်းချမ်းရေးညွန့်ပေါင်းအဖွဲ့အတွက်တပ်ဖွဲ့ဝင်တွေဆီလွတ်သွားမယ်လို့ပြောထားပါတယ်။ဒီလိုလို့ဆောင်ရင်ရုရှားနဲ့ယူကရိန်းရဲ့အနောက်တိုင်းမဟာမိတ်တွေကြားဒိုင်းရိုက်စစ်ပွဲကိုရှောင်လွှဲနိုင်တော့မှာမဟုတ်ဘူးလို့ရုရှားကပြောထားတာပါ ဗြိတိန်ကရုရှားနယ်စပ်တွေမှာရုရှားအကြောက်တရားတွေရိုက်သွင်းပြီးရုရှားကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်လို့လည်း SVR ကပြောပါတယ်။မော်စကိုရှိဗြိတိန်တန်ယုံနဲ့ဆက်နွယ်သူနှစ်ဦးကိုရုရှားကမတ်လ10ရက်နေ့မှာနှင်ထုတ်ခဲ့ပြီးဒဏ်ပြန်ထောက်လန်နေသူတွေဖြစ်တယ်လို့အကြောင်းပြခဲ့ပါတယ်။ယူကရိန်းကိုပြည်တိုင်ကစစ်ရေးအရာဆက်လက်ကူညီနေရာကြောင့်ရုရှားဒေါသထွက်နေပြီးငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေချထားမယ်ဆိုတဲ့ပြည်တိုင်ဝန်ကြီးချုပ်ကီယာစတာမာရဲ့ပြောဆိုမှုတွေကိုလည်းပြင်းပြထန်ထန်တုံ့ပြန်ထားပါတယ်။ ပြည်တိုင်ကယူကရိန်းတို့မြေပြင်တပ်ဖွဲ့ဝင်တွေချထားရင်ရုရှားနဲ့တိုက်ရိုက်စစ်ခင်တဲ့သဘောပဲလို့ကရင်မလင်နန်းတော်ကတတိပေးထားပါတယ်။